စအမရာပြည့်ဖူးပါအဓိကတော့နာမည်ထဲမှာအဖေမိနာမည်လေးပါသေးချင်လို့ပေးတာပါဘလောက်ချစ်လဲမချစ်လဲဆိုတော့အခုမိမလည်းတရားဝင်ပြောပြီးသားအခုချိန်ရနေစပြီးတော့နောက်ရှာတာတွေကတော့သမီးတွေလို့ပြောပြီးသားကျွန်တော်တော့ကတ်တာများတယ်ဒါပေမဲ့အများဆုံးအပြင်ကျွန်တော်ကလေးမထိနေတော့သူ့အမေပဲထိမိရတာများတယ်ဗျကတ်တာတော့ကျွန်တော်ဒီကတ်တယ်ဒါကျွန်တော်ထင်တာတော့ဒါကလေးကသမီးဆိုရင်အဖေချစ်တယ်သားဆိုအမေချစ်တယ်ဆိုထုံးတယ်လို့ဖြစ်ပေမဲ့ဒီကလေးကြတော့ကျွန်တော်အမေပြောင်းဝင်သားလို့ပဲကျွန်တော်ပို့ပြီးတော့ခင်တွေ့တယ်ပို့ချစ်တယ်လို့တော့ကျွန်တော်ထင်ပါတယ် ကောင်းကောင်းနေကျင်တယ်ကောင်းကောင်းဝှက်ကျင်တယ်ကောင်းကောင်းစားကျင်တယ်အလားပါကြိုက်တယ်ပြီးလို့ရှိရင်ဟိုစိန်ခံရတာကြိုက်တယ်အဲ့ဒါတွေကအမေနဲ့ချွတ်ဆွတွေကြီးပဲအကုန်တူတာပေါ့ခွဲမရအောင်တူတာပေါ့ဗီဇာလေးတွေပါလာတဲ့နောက်ကင်မရာချိန်လိုက်လို့ရှိရင်ငိုရာပါတိတ်သွားတယ်အိုက်တင်လည်းလွတ်တယ်ဗျပို့စ်ပေးတယ်တယ်ဗျကင်မရာချိန်လိုက်ရင်ပို့စ်ပေးတယ်တယ်ဒါကျွန်တော်တို့ခင်ဆွေမျိုးဆက်ကမျိုးဆက်တည်းလေးဖြစ်လာမှာပေါ့โอเคมิงลาบาโอเคทีนี้ก้าเลียหัวบ่ ကျွန်တော်တို့ကတော့ဒီကားကတော့ကြည့်ကျင်တဲ့ကားတွေပါတာပေါ့ဒါပေမဲ့ဒီနေ့ကကျွန်တော်ကိုကိုစောမှုသက်ချိတ်လို့လာတက်ဖြစ်တာပါသူဖိတ်ပေးလို့ပါကျွန်တော်လူမျိုးဘွားကတော့ pressure တွေအများကြီးတက်ဖို့ပါတယ်ဒါမိသားစုနဲ့ဆိုတာပထမဦးဆုံးပေါ့နာမည်ကဇူရာနိုပါကျွန်တော်ပေးထားတဲ့နာမည်လေးကဆက်အမရာပြည်ဘူးပါနာမည်နှမျိုးလေးချင်းနေဟုတ်ကဲ့ဇူရာနိုကနှမျိုးလေးပါဒါကျွန်တော် ုမင်းသားကြီးလို့ပဲကျွန်တော်မွေးသားပြေတယောက်ရှိပါတယ်ဒါနာမည်တော့ထည့်ပြီးမကျင်ညာတော့ပါဘူး तू ကျင်ညာတယ်မကြိုက်တဲ့အတွက်စာရေးစရာတရားပါပဲ तू ပေးတဲ့နာမည်လေးပါအဲ့လူရာနိုဆိုတာလေးကဂျပန်နာမည်နဲ့တူတာပေါ့စအမရာပြည့်ဖူးပါအရင်စဉ်းစားပါဘူးကျွန်တော်ကလေးမွေးပြီးတော့တည့်ရပဲဒီတိုင်းကွာကိုလေးပဲပသက်တဲ့တချင်းရွတ်တယ်လို့ပဲရွတ်ကြည့်လိုက်တာဒီလိုပဲထွက်လာတဲ့နာမည်လေးကောက်ပေးတယ်အဓိကတော့နာမည်ထဲမှာအဖေမိနာမည်လေးပါသေးတယ်ကျွန်တော်ပေးတာပါအသေးကတော့မရပါဘူးဘလောက်ချစ်လဲမချစ်လဲဆိုတော့အခု မိမလည်းတရားဝင်ပြောပြီးသားအခုချိန်ရန်နေစပြီးတော့နောက်ရှာတာတွေကောင်းလားသမီးတွေလို့ပြောပြီးသားမိမတွေမပါတော့ကိုယ်တွေလည်းမပါတော့သမီးတွေလို့ပဲပြောပြီးသားအချိန်ကိုမပေးတာမိမကိုကလေးတွေပဲအချိန်ကြီးကောင်းလုံးပုံပေးရတယ်ဗျမိမမိမကိုကအချိန်မပေးပြဘူးသားတီးတန်ကြီးတော့မပေးပြတာပဲသမီးတွေပဲအချိန်ကြီးပေးရလို့ပါဟောဒါကတော့ဒါကျွန်တော်ကျွန်တော်လုံနေခြင်နေတာအရာအားလုံးကဒီသမီးနဲ့ဒီမိမအတွက်ပါပဲအဲ့တော့ထွေထူးတော့ယူဆိုင်တယ်တော့မရှိပါဘူးကျွန်တော်ကကိုယ်အလုံးနဲ့ကိုယ်တော်မှဒီလာတွေအားတဲ့လာတွေမဟုတ်တဲ့အတွက် တီးတိုင်းကြည့်လိုက်ပြတာမရှိပါကျွန်တော်ကအမြဲတမ်းနှစ်စဉ်နှစ်တိုင်းဟိုအထိုင်းမရက်တွေဆိုရင်ကျွန်တော်မမေ့မလျော့ပဲအမြဲတမ်းလုပ်ပေးရလေကတော့ဒါစပြီးတော့အိမ်တော်မကြခင်ကထုံးတယ်လို့ဖြစ်နေပါအခုဒီလေအဲ့ဒါလေးကိုကြားအောင်လုပ်ပေးဖြစ်ပါတယ်ကျွန်တော်တို့တော့ကတ်တာများတယ်ဒါပေမဲ့အများဆုံးအပြင်ကျွန်တော်ကခလေးမထိနေတော့သူ့အမေပဲထိမိရတာများတယ်ဗျကတ်တာတော့ကျွန်တော်ဒီကတ်တယ်ခလေးမထိနေရလေခလေးကခုံထဲမှာနေတာဆိုကတ်တယ်ကဲရင်တော့ခြီးရတာပဲထိရတာပဲဒါတော့ပြိဿတွေပြောတာတော့အမေပေါ့ကျွန်တော်အမေ ျွန်တော်အမေအကယ်မီလောသမားဦးနဲ့တူတယ်လို့ပြောကြတာပေါ့အကောင်လုံးကတော့ဒါကျွန်တော်ထင်တာတော့ဒါကလေးကသမီးဆိုရင်အဖေချစ်တယ်သားဆိုအမေချစ်တယ်ဆိုထုံးတယ်လို့ဖြစ်ပေမဲ့ဒီကလေးကတော့ကျွန်တော်အမေပြန်ဝင်သားလို့ပဲကျွန်တော်ပို့ပြီးတော့ခင်တွေ့တယ်ပို့ချစ်တယ်လို့တော့ကျွန်တော်ထင်ပါတယ်။ဘာလို့လဲဆိုအမေကလည်းကျွန်တော်အရန်ချစ်တယ်ဆိုမဆုံးခင်ကအာရောဟုတ်မာရီကြည့်နေရောအာရီကြည့်နေကောင်းကောင်းနေကျင်တယ်ကောင်းကောင်းဝှက်ကျင်တယ်ကောင်းကောင်းစားကျင်တယ်အလားပါကြိုက်တယ်ပြီးလို့ရှိရင်ဟိုစိန်ခမ်းရတာကြိုက်တယ်အဲ့ဒါတွေကအမေနဲ့ ချွတ်စွတ်တွေကြီးပဲအကုန်တူတာပေါ့ခွဲမရအောင်တူတာပေါ့ဗီဇာလေးတွေပါလာတဲ့နော်ကင်မရာချိန်လိုက်လို့ရှိရင်ငိုရာပါတိတ်ပါတယ်အိုင်တင်လည်းလွတ်တယ်ဗျပို့စပေးတယ်ဗျကင်မရာချိန်လိုက်ရင်ပို့စပေးတယ်ဒါကျွန်တော်တို့ခင်ဆွေမျိုးဆက်ကမျိုးဆက်တလေးဖြစ်လာမှာပေါ့အဲ့တော့တော့ဟိုမလောက်ပါဘူးဒါကျွန်တော်တို့ရိုက်တဲ့နေရာလေးမှာဟာလာတခန်းသားနှခန်းသားဆိုရင်တော့ပေးရိုက်ပါတယ်လုံးဝဟိုတကယ်ကိုကလေးကျိုးဆိုတော့ main character ကြီးတွေခေါ်ရရင်တော့ ညီသူ့ဘုံမှာကျွန်တော်ဘယ်ကားမှပေးမရိုက်ပါဘူးဘာဖြစ်လဲဆိုတော့ကြီးလာရင်ဒါလူကြီးသေးဥစားအနေနဲ့အောင်မြင်စေချင်တဲ့အတွက်ကျွန်တော်ပေးမရိုက်တာပါအဲ့လိုတော့မဟုတ်ပါဘူးဒါအောင်မြင်ရတဲ့လူကတော့အောင်မြင်တာပါပဲဒါပေမဲ့များသောအားဖြင့်ကတရားမှာ69ရောက်လောက်ကကျွန်တော်တို့ဘုံမှာပြင်မှာခေါရိုးကျိုးသွားတာခလေးလို့မြင်သွားပြီးရင်ဘလို့မှလုံးလို့မရတော့ပါအများကြီးပါကျွန်တော်တို့ရှိမှလည်းကျွန်တော်တို့နဲ့စီနီယာခလေးသေးဥစားလုပ်တဲ့မင်းသားတွေလည်းရှိပါတယ်ခုဒီလေရိုက်ရင်ကျွန်တော်တို့လည်းပုံမှန်လေးသွားရတယ်ဆိုတာပဲရှိတာပါအရင်ကတခိအောင်မြင်ရတဲ့မင်းသားတော့မရှိပါဘူးအဲ့လိုမျိုးညင်သွားတယ်အဲ့လိုမဖြစ်မှကြောက်လို့ပေးမလို့တာပါကျွန်တော်တို့ဘာမှမရှိပါဘူး โอเคဟိုဟာကျွန်တော်တို့မိသားစုတွေနောက်လုံမြတ်တူမြတ်လုံချမ်းမှုလေးအများကြီးရှိပါသေးတယ်အခုလဲလုံနေပါတယ်လုတ်ခဲ့တဲ့ဟာလေးတွေလဲအခုအကောင့်ထဲပေါ်လာပါပြီအဲ့ဒါလေးတွေလဲအားပေးကြပါအောင်ပြောချင်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်